လူသားတယောက်ဟာဆင်းရဲတာချမ်းသာတာပညာတတ်တာမတတ်တာရည်မကြည့်ပါဘူးလူသားတယောက်ကလူသားဆန်တဲ့အတွေ့နှလုံးသားစင်နာစိတ်ရှိဖို့လိုပါတယ်လူသားလို့တွေးပြီးတော့လူသားလို့ကျင့်ကြံဆောင်ရွက်ဖို့လိုအပ်ကြောင်းပြောကြလိုပါတယ်အဲ့ဒီတော့တဏ္ဍာန်ပရိပခာတွေဘေးမှာထားပြီးတော့ကျွန်တော်တို့စီစီလုံးလုံးညီညီညွတ်ညွတ်နဲ့ဒီသဘာဝဘေးဒုက္ခအန္တရာယ်ကိုရင်ဆိုင်ကြပါဦး နာပါဆရာကျွန်တော်တို့အပိုင်းလေးရပါရှင်မတ်လ28ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့ဘောင်းလေးဆဆိုးကြီးရဲ့နောက်ဆက်တွဲလေးနဲ့ပတ်သက်လာဆိုနိုင်ငံရေးဒုစရဆိုးရွားမှုတွေစိတ်ပေါ်လာကောလွန်းတွေဖြစ်ပေါ်နေပါဆရာဒါလေးနဲ့ပတ်သက်ပြီးဆရာဘယ်လိုလဲလေ့လာပါဆရာကောင်းပါပြီမေးပါကျွန်တော်နိုင်ငံမှာမတ်လ28ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့နိုင်ငံချင်းပေါ်နိုင်ငံချင်းပေါ်ပြည်နယ်ချင်းကြောင့်မြန်မာနိုင်ငံမှာဆိုရင်စိုးရွားတဲ့ဆက်ဖြစ်ခဲ့ပါဆရာဒီခါမှာမြန်မာနိုင်ငံသားတွေနေနဲ့ လက်ရှိဖြစ်နေတဲ့အခြေအနေပေါ်မှာဘယ်လိုနိုင်ငံရေးစိတ်ဓာတ်လေးတွေဘယ်လိုခံကြက်လေးထားတယ်လဲဆိုတာလည်းခဏလေးရှင်းပြရအောင်ဆရာဟုတ်ကဲ့ကောင်းပါပြီအဲကျွန်တော်လည်းငရင်တာခံတဲ့လူပုဂ္ဂိုလ်ဖြစ်ပါတယ်2024ခုနှစ်ကရည်ကြီးတဲ့တန်း2025ခုနှစ်ကတော့ခုငရင်တာကိုခံစားခဲ့ရတဲ့လူပုဂ္ဂိုလ်ဖြစ်ပါတယ်လုပ်ငန်းတွေလည်းပျက်စီးတာတွေရှိပါတယ်ဒါပေမဲ့ အဲကျွန်တော်တို့ပို့ပြီးတော့မှစူစူဝါခံစားနေရတဲ့လူတွေအများကြီးရှိတဲ့အတွက်အစိမ့်ကောင်းလည်းဖြစ်မိပါတယ်နိုင်ငံတော်ဝါမှာရှိတဲ့အများပြည်သူတို့လည်းစိတ်မချမ်းမနေဖြစ်ရပါတယ်အဲတန်းနိုင်သေးတော့ပြောပဲနေတာဒါမှမဟုတ်လိုအပ်တာလေးတွေပြောဖို့တင့်တယ်လို့ခံယူရတဲ့အတွက်အလုပ်များနေတဲ့ကြားနေပြီးတော့လိုအပ်တာများဖို့အများပြည်သူကိုတက်ဆက်ပေးရခြင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့တဘာဝဘေးဒုက္ခအန္တရာယ်တွေထဲမှာ မနေဆိုတဲ့သဘာဝပေးတာမိတို့များတိုင်းတာတစ်ချက်လို့လည်းမရပါဘူးခံမှန်းလို့လည်းမရပါဘူး2025ခုနှစ်မတ်လ28ရက်နေ့မြန်မာနိုင်ငံမှာကြုံတွေ့ခဲ့တဲ့မြေကလေးတိုင်းဟာမြားပြည်သူသိရှိပြီးဖြစ်တဲ့အတိုင်းပဲလူသားအများပြအသက်သေးခြင်းဥတွေရှိပါတယ်တန်ရာရှိမှုတွေလည်းရှိနေဆက်ဖြစ်ပါတယ်ဒေသမှုတွေလည်းထမှန်ဒူလာမယ်လို့ င်ညာရှင်များရဲ့လေးလာတုံ့ပြန်ချက်များရသိရပါတယ်။အစိုးဆုံးကတော့စကိုင်းမန္တလေးနေပြည်တော်စသဖြင့်အရှိရပါတယ်။အခြားမျိုးတွေလည်းအနေနဲ့အများလိုလိုထိခိုက်ဒဏ်ရာရရှိတဲ့အကျိုးတရားမျိုးရှိခဲ့တယ်လို့သိရပါတယ်။သဘာဝပေဒုက္ခအနေနဲ့မှာအမတန်အာမှန်ဆရာခက်တဲ့ဂျိုတင်းကာဝေယခက်တဲ့အရင်းတန်းကြီးကြောက်လာတာအချိန်မှာ တိတ်ချက်ကတော့နိုင်ငံရေးအရာကျွန်တော်တို့ကဝိဝါဒကွဲနေစရာအခြေဟုတ်ပါဘူး။ဒီဒီနိုင်ငံရေးအကြောင်းသွေးပဲရှိရှိဒီဒီခံကြပဲရှိရှိဘဘာဝဘေးဒုက္ခအနေပြည်မီရဒုသာအလုံးကိုအနေပြုသွားတာအလုံးဒီပဲဖြစ်ပါတယ်။အခုအချိန်မှာနိုင်ငံရေးအရာဖြူသည်ဖြစ်စေနေသည်ဖြစ်စေစိတ်သည်ဖြစ်စေပြသည်ဖြစ်စေဝါသည်ဖြစ်စေဒီရောင်သွေးတွေလုံးဝမရှိတဲ့ပါ နိုင်ငံရေးရလိုရာဆွဲလိုရာတွေးပြီးတော့မှနိုင်ငံရေးရမြတ်ထုတ်နေတာ၏ဟာတရှိအခြေအနေအရာမသိတော့တဲ့လောရည်ကြီးဖြစ်တယ်လို့ပြောလို့ပါတယ်ကျွန်တော်တို့ကတုံးတဲ့လူညိုးထိုးပြီးတော့မှအပြစ်ဖို့နေရမယ်အခြေအနေမဟုတ်ပါဘူးသဘာဝပေဒုက္ခအန္တရာယ်ကိုစီလုံးညီရစွာနဲ့ရင်ဆိုင်ကြော်လွားကြဖို့အမတအရေးကြီးပါတယ်နိုင်ငံရေးရလည်းညိုးထိုးပြီးတော့မှအားနေချက်တွေထုတ်ပေါ်တဲ့ညီသူမှ အကျိုးမရှိတဲ့လုပ်ရတဲ့လုံနေခြင်းဟာအမတန်နိုင်ကြတဲ့စိတ်တလို့ပြောပြလိုပါတယ်။အဲတော့ပြည်ပနိုင်ငံတွေကကုညီဖို့အတွက်ကိုကြိုးပမ်းနေတဲ့အချိန်မှာပြည်ရင်းမှာရှိတဲ့လူတွေကစိတ်ဝမ်းကွဲနေတဲ့ဟာမျိုးဆိုတာလုံးဝမဖြစ်သင့်မဖြစ်အပ်တဲ့အခြေအနေမျိုးဖြစ်ကြအောင်ပြောလိုပါတယ်။နိုင်ငံရေးကြပြေးခေါ်တဲ့နေရာမှာလက်ရှိအုပ်ချုပ်နေတဲ့အဖွဲ့အစည်းအား legitimate တရားဝင်နေ a legitimate တရားမှုဆိုတဲ့အရာတွေလည်းအခုလက်ရှိအခြေအနေမှာဆွေးနွေးပြောကြားစရာအကြောင်းရှိပါဘူးဒီပအနေကိုညီပေးနေတဲ့အဖွဲ့အစည်းတွေနိုင်ငံတွေကလည်းလက်ရှိအခြေအနေမှာအုပ်ချုပ်နေတဲ့အဖွဲ့အစည်းတခုရဲ့ legitimacy a legitimacy ကိုလေးထားပြောနေမယ်လူတွေမဟုတ်ပါဘူးလက်တလော ီသူတွေအတိတုကရောက်နေတယ်၊တည်ကြည်နေတယ်၊ဒဏ်ဟာရနေတယ်။တောကပရိဒီဝါတွေတောက်လောင်နေကြတယ်။အခြေအနေမှာပြည်ပနိုင်ငံတွေအရောမှာနိုင်ငံရေးရတရားဝင်နေမဝင်နေဆိုတာထက်သွင်းစဉ်းစားနေခြင်းမရှိတဲ့အချိန်မှာဒီတွင်ကလူတွေထက်သွင်းစဉ်းစားနေတာဟာအမတန်အယုဆိုးကြီးတယ်လို့ပြောချင်ပါတယ်။အဲဒီတော့ဘဝဘေးဒုက္ခအန္တရာယ်ကိုရင်းရှင်ဖြစ်ဖြစ်ကွန်မြူနတီဖြစ်ဖြစ် လစ်ဘရယ်ပဲဖြစ်ဖြစ်ကွန်ဆာဗေးတစ်ပဲဖြစ်ဖြစ်လူပြူလူမဲ့မြေတိဘာသာအစွဲဘာသာအစွဲဒေသအစွဲလူမျိုးစွဲနိုင်ငံရေးအစွဲကင်းစွာနဲ့ပြန်ဆိုင်ကျော်လွှားဖြည့်ဆင်းမှုလူအကြောင်းပြောကြလိုပါတယ်။ဟုတ်ကဲ့ပါဆရာ။နောက်ထပ်မေးခွန်းလေးတစ်ခုအနေနဲ့အခုဆိုရင်ဒီမှာကျွန်တော်အကယ်စေးပစ္စည်းတွေနဲ့ထောက်ပံ့ပစ္စည်းတွေနိုင်ငံသားတွေပြီးတော့ပေးဖို့ရရှိပါဆရာ။ ဒီလိုပြီးဖို့တဲ့အခါမှာကိုယ့်ရဲ့နိုင်ငံရဲ့ရောက်ရှိလာတဲ့ကုလေးတွေကိုစီမံခံပွဲတဲ့အခါမှာလေးရွေးမရှိအောင်မှားရွေးမရှိအောင်ဒီလိုမျိုးပုံစံပေးတဲ့နည်းဆိုရင်အကြံပြုချက်တွေနဲ့ရောက်ရှိလာတဲ့အကူအညီတွေပေါ်လာတဲ့ဘယ်လိုမျိုးလေးကုညီစားရတဲ့နည်းဆိုတာလေးကိုအကြံပြုတင်ဆက်ပေးပါစီအောင်။ကောင်းပါပြီ။ဒီချက်ကအမှန်တန်ရေးကြည့်တဲ့အချက်လည်းဖြစ်ပါတယ်။အဲ့တော့ကဘာပေါ်မှာရှိတဲ့လူသားများအားလုံးဟာတက်ဆိုင်ရာနိုင်ငံများမှာအခြားနိုင်ငံတွေမှာ ေဒုက္ခအနေနဲ့ရင်ဆိုင်ကြုံတွေ့ပြီဆိုလို့ရှိရင်လူပြန်တန်းနေကြတယ်အကူအညီပေးခြင်းကြတယ်တဆွမ်းသီး၍ထောက်ခံပေးခြင်းကြတယ်ဆိုတာဟာအမတန်မုံမြတ်တဲ့လူသားဆန်နဲ့မြင့်မြတ်တဲ့စိတ်ထားလေးပဲဖြစ်ပါတယ်ဒါပေမဲ့အခုလက်ရှိကျွန်တော်တရားသမ ्या တော့အိန္ဒိယနိုင်ငံဒီဒီယိုနိုင်ငံအိန္ဒိယနိုင်ငံအမေရိကန်ပြည်တော်စုမလေးရှားစင်ကာပူထိုင်း ဟလာအခြားသောနိုင်ငံတွေကလည်းစိတ်ဝင်စားအကူအညီပေးဖို့စီမံဆောင်ရွက်နေတာရှိပါတယ်။နောက်ဆက်ရှိတဲ့အနေကလောက်ခတ်တဲ့မြေမြင်တန်ကြောင်းအချို့ပျက်စီးကြတွေမှာပြည်နေတဲ့လူပုဂ္ဂိုလ်များရဲ့အသက်ရှင်မှုတော်လင်းချက်ကတဖြည်းဖြည်းနည်းလာပါတယ်။အဲလိုနည်းလာတာဖြစ်တဲ့အတွက်ပျက်စီးများအောင်မှာပြည်နေတဲ့လူသားများကိုကယ်ထုတ်ဖို့ဒေသုံနေတဲ့အကောင်များကိုဖယ်ထုတ်ဖို့အတွက်ကတာမန် မိပညာနဲ့မရပါဘူးကျွန်တော်တို့ဒီမြေငင်တန်းခံစားရတဲ့ဒေတာတွေမှာစာပွေကယ်ဆယ်ရေးလုပ်ရတဲ့မိပညာတွေလိုပါတယ်ကျွမ်းကျင်မှုပညာရှင်တွေလိုပါတယ်အဲ့ဒီအတွက်စနစ်ကျရောက်ရှိလာတဲ့ကျွမ်းကျင်သူပညာရှင်တွေကိုတက်ဆိုင်ရနိုင်ငံကနေပြီးတော့မှ facilitate သူတို့အဆင်ပြေအောင်စီမံဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်အလားတူပဲတက်ဆိုင်ရနိုင်ငံတွေကလူတန်းတဲ့ပစ္စည်းတွေကိုညှိအထောက်ပံ့နေဖို့လည်း လိုအပ်တဲ့နေရာတွေကိုမှန်မှန်ကန်ကန်နဲ့ထိတိရောက်ရောက်ရောက်ရှိသွားဖို့လိုအပ်ပါတယ်။အဲဒီအတွက်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေနိုင်ငံတွေလူသားအဖွဲ့အစည်းတွေကျွန်တော်တို့လူသားချင်းချင်းစာနာထောက်ထားတဲ့အဖွဲ့အစည်းတွေဘာသာရေးအဖွဲ့အစည်းတွေလူမျိုးရေးအဖွဲ့အစည်းတွေအများကြီးရှိပါတယ်။သူတို့လူတန်းတဲ့အရာတွေကိုမှန်မှန်ကန်ကန်နဲ့တကယ်ခံစားနေရတဲ့ပြည်သူတွေလက်ထဲကိုထိတိရောက်ရောက်ထည့်ပေးခြင်းဟာလူရင်းကိစ္စတက်ပဲဖြစ်ပါတယ်။ အဲတော့ကြောက်စီလာတဲ့ပစ္စည်းတွေကိုမလူရှင်များကနေပြီးတော့မှဘေးဒုက္ခပြဆိုင်ရတဲ့လူတွေလက်ထက်ကိုစနစ်တကျရောက်ရှိအောင်လဲသက်ဆိုင်ရာအစိုးရအဖွဲ့ဒေသနာအစိုးရအဖွဲ့များကစနစ်တကျစီမံဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်ဒီနေရာမှာအကြီးအကြီးဆုံးဆွေးနွေးကြဥစ္စာဘေးလေးကတော့ငါတို့အစိုးရလက်ထက်ကိုအဖို့အစိုးရအနေပြန်လဲခွဲဝေပေးမယ်ဆိုတဲ့အမျိုးတွေ မျိုးကိုလည်းစနစ်ကျစဉ်းစားပြီးတော့မှတူတန်းတဲ့လူပုဂ္ဂိုလ်ရဲ့သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့တာဝန်ရှိပုဂ္ဂိုလ်တွေတာဝန်ရှိပုဂ္ဂိုလ်တွေဆိုတဲ့နေရာမှာနိုင်ငံတော်အဆင့်ရှိတဲ့ဒီနယ်နဲ့တိုင်းဒေသကြီးအဆင့်ရှိတဲ့အဲဒီပုဂ္ဂိုလ်နဲ့ညီနိုင်တော့ညီနိုင်ပြီးတော့အဓိကကတော့လိုအပ်နေသူတွေကိုချက်ချင်းလိုအပ်တဲ့အရာတွေပေးဖို့နိုင်ဖို့အဓိကပဲဖြစ်ပါတယ်အဲ့တော့အစိုးရကငါတို့လက်ထဲကိုပေးငါတို့ဖွဲ့ဝေမယ်ဆိုတဲ့အားမျိုးတွေ အခြေအနေနဲ့လူလားနဲ့လူပါလဲသူတို့ဘယ်နေရာမှာဘလို့လူမဲဆိုတဲ့အခြေမျိုးတွေကြားမှာနှုံးနှစ်ဖက်ဆွေးနွေးနေနိုင်ပြီးအစဉ်တရာဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။အဲဒီတော့ကျွန်တော်ကိုယ်တိုင်ကြုံခဲ့တဲ့တာဂါလေးတခုကိုအရင်သိလို့ပြောချင်ပါတယ်။၂၀၁၉ခုနှစ်မှာမြန်မာနိုင်ငံမှာနာကေလီမွန်နိုင်ငံတင်းထောင်သွားတိုက်ခိုက်ပါတယ်။တိုက်ခိုက်တဲ့အချိန်မှာကျွန်တော်ကတော့အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့မှာအတန်ရုံးယာယီတာဝန်ခံဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။ အဲ့ဒီအချိန်မှာကျွန်တော်အင်ဒိုနီးရှားသမ္မတနိုင်ငံတော်ကနေကျွန်တော်ကိုခေါ်ပါတယ်ခေါ်ပြီးတော့မှသမ္မတရဲ့အကြံပေးပုဂ္ဂိုလ်ကကျွန်တော်ကိုပြောပါတယ်အင်ဒိုနီးရှားနိုင်ငံကစီဝါတတိလင်းနှစင်းနဲ့အစားအသောက်တွေစီဝါတွေအဝတ်ထည်တွေပေးဖို့ပါပဲအဲဒီစီဝါတတိလင်းနှစီကိုမြန်မာနိုင်ငံကိုပြန်လုံရောက်ဆောင်ရွက်ပေးပါဆိုပြီးတော့ပြောပါတယ် ပြောတော့ကျွန်တော်လည်းကျေးဇူးတင်ရှိကြောင်းအများအားဆုံးဆောင်ရွက်စီမံဆောင်ရွက်ပေးပြီးဖြစ်ကြောင်းပြောပါတယ်ပြောပြီးတော့နောက်ကြည့်ရမှာပဲအင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့စင်အင်ဒိုနီးရှားနိုင်ငံရဲ့ဝန်ကြီးကနေကျွန်တော်စီလွှဲကြောင်းပေးတဲ့ခံစားပြီးလုပ်ပါတယ်လုပ်တဲ့အချိန်မှာထူးထူးခြားခြားလေးပေါ့နော်အဲ့ဒီလေရင်နစီမတက်ခင်မှာသတင်းဌာနက journalist ပုဂ္ဂိုလ်လူပုဂ္ဂိုလ်၅ဦးကအဲ့ဒီလေရင်နဲ့လိုက်ပါဘူး ဂျိုဂျိုပန်းပါတယ်အဲဂျိုပန်းတော့ကျွန်တော်ကအဲ့လေရင်မောင်းမဲ့လေရင်မူကြီးနဲ့စကားပြောကြည့်တယ်အဲမင်းတို့ခေါ်သွားမဲ့အချိန်မှာဒီဒီတရင်သမားတွေပါလားဆိုတော့သူကမပါပါဘူးလေအဲတစ်ချက်ပေါ့အဲ့ဒါနဲ့ကျွန်တော်ကဒီပြုပြီးတော့မှလေရင်မူယူတိောက်တယ်နောက်တစ်ခုကတော့အဲ့ဒီအချိန်တော့အင်ဒိုနီးရှားလူကဲပြန်ဝင်ကြီးနဲ့ထိုင်စကားပြောတဲ့အချိန်မှာပါပါနန်းနန်းလေးတော့မေးမရတာပေါ့လေ ဒီတရင်သမားတွေပါထက်ပြီးတော့ထွက်มาလားဆိုတော့မလွတ်ပါဘူးတဲ့သူတို့ကသူတို့စီစဉ်နေသူတို့လိုက်လို့ရမလားဆိုပြီးတော့လာတာပါတဲ့ဆိုတော့ပြောပါတယ်ပြောတဲ့အချိန်မှာကျွန်တော်တို့တိုင်အောင်မှာရှိတဲ့ဝန်ထမ်းတွေကတိုင်မင်းဆွေးနွေးပြီးတော့မှာကျွန်တော်တို့လေရင်ပြန်တက်ပြီးတော့မှာပြန်မယ်ဆိုတော့ကျွန်တော်ဆုံးဖြတ်ပါတယ်ဆုံးဖြတ်တဲ့အတွက်နောက်ဆုံးလေရင်လေလည်းပြန်တက်သွားပြီးခုနတရင်သမားငါ့ကိုမြေပြင်မှာဂျန်တဲ့အချိန်တွေဒီဆောင်ခဲ့တာပါ ဆောင်ခဲ့ရတာဖြစ်တဲ့အတွက်တရင်းသမားတွေကမြန်မာပြည်ကိုခွင့်ပြုချက်မရဘဲနဲ့ဝင်ရောက်နေတာလေးတွေရှိပါတယ်။ရှိတဲ့အတွက်ကျွန်တော်တို့ကနောက်ပိုင်းမှာပြန်ပြီးတော့ပြောပါမယ်။အဲ့ဒီလူတန်းဘွဲ့ပြီးမှကျွန်တော်အင်တာဗျူးပါတယ်။အင်တာဗျူးတဲ့အချိန်မှာမီဒီယာတွေနဲ့ပတ်သက်ပြီးတော့ဝင်ဝင်ပေးဖို့ရှိပါတာရှိပါတယ်။ရှိပါတယ်။အခုလောလောဆယ်မှာတော့ကျွန်တော်တို့နိုင်ငံအတွင်းမှာဒီဒုက္ခတွေနဲ့အမတန်လှုပ်ရှုပ်နေတာဖြစ်တဲ့အတွက်အစဉ်ပြေအောင် အချိန်တခုပေးပါတင်းတော်လျော့ပတ်တဲ့အချိန်အတွင်းမှာတော့စင်စားပေးဖို့အတွက်လူကြီးများထံတင်ပြပေးမယ်ဆိုတော့ပြောခဲ့တာလည်းရှိပါတယ်။အဲတော့ပြောချင်တာကယခုသတင်းတွေမှာမီဒီယာသမားတွေမြန်မာနိုင်ငံကလက်မခံဘူးလက်မခံဘူးဆိုတဲ့အကြောင်းတရားကိုနိုင်ငံရေးရထုတ်ချက်တစ်ခုဖြစ်ဝေဖန်ချက်တစ်ခုဖြစ်လှုပ်ဆောင်နေခြင်းဟာလည်းအသိဉာဏ်တဲ့လုပ်ငန်းရတစ်ခုဖြစ်ပါတယ်။အဲတော့နိုင်ငံတစ်ခုဟာအိမ်တစ်ခုအနေနဲ့စဉ်းစားမယ်ဆိုရင် အင်ဒီမှာအတိဒုက္ခတွေများနေတယ်၊ဒေဂျီမှုတွေများနေတယ်၊ပရိဒီဝတောက်အောင်ကြာတွေပူဆွေးတောကရောက်နေတဲ့အချိန်မှာအဲ့တဲ့ကိုလက်ခံသိမှာလားဆိုရဲမေးဖို့လို့လက်တွေ့ကြကြစဉ်းစားပြီးတော့ဖြေကြားဖို့တည်ပါတယ်။သက်ဆိုင်ရာပေါ်ရောက်လာတဲ့မီဒီယာသမားများထဲမှာပေါင်းစုံပါဝင်လာနိုင်ပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့သဘာဝဘေးဒုက္ခအနေတွေကိုမြတ်ထုတ်အောင်ချသွားနိုင်ပါတယ်။ တချို့သောလုပ်ငန်းရပ်တွေမှာမလိုလားအတဲ့စူကြီးတွေပေါ်ပေါက်လာနိုင်တဲ့အတွက်အချိန်တိုင်းတာတစ်ခုထိစီမံဆောင်ရွက်ပြီးမှသာပြည်ဝင်ဝင်ပေးတဲ့အောင်တက်ဆက်တော့ပါတယ်နောက်တစ်ခုကတော့ပေးဖို့တဲ့အကူအညီတွေအားလုံးကိုကျွန်တော်တို့ကအလူရှင်နဲ့လိုအပ်နေတဲ့အကူအညီလိုအပ်နေတဲ့လူတွေလက်ထဲကိုတိုက်ရိုက်ထည့်နိုင်အောင်စီမံဆောင်ရွက်ပေးခြင်းဟာကျွန်တော်တို့ reliability credibility နဲ့ trustworthy ဆိုတဲ့အရာလေးကိုပြောစရာမလိုဘဲနဲ့ယုံကြည်မှုပုံမှုရရှိလာတယ်မဲလို့ယုံကြည်မျှော်လင့်ပါတယ်အဲဒီအတွက်လူရင်းကတော့လူအန်နေသူများထံကိုအလူရှင်များကစနစ်ကြလက်ရောက်လူတန်းပေးအပ်နိုင်အောင်စီစဉ်ဆောင်ရွက်ပေးခြင်းကလည်းထိရောက်တဲ့နိလန်တစ်ခုဖြစ်ကြောင်းပြောကြားလိုပါတယ်ဟုတ်ကဲ့ပါဆရာအခုလိုမျိုးပြေဆုံးစွာရှင်းပြပေးတဲ့ကျေးဇူးတင်ပါတယ်ဆရာကျွန်တော်မြန်မာနိုင်ငံမှာဒီအနေနဲ့ဖြစ်ပြီး ကေစေးဝိုင်းချင်တဲ့အနေကိုအစမ်းပတ်သွားရတာတိုက်ခိုက်ဖြစ်စဉ်တွေနဲ့ခက်စိတ်စိတ်ဖြစ်ပေါ်နေပါတယ်ဆရာ။ဒါကလည်းလူကြုံရင်းနဲ့ပတ်သက်တဲ့စခန်းတွေရဲ့အစမ်းပတ်သွားရောင်းတဲ့ခိုက်ခြင်းတွေပြုလုပ်နေပါတယ်ဆရာ။ဒီလိုမျိုးနိုင်ငံကဒုက္ခဆင်းရဲရောက်နေတဲ့အချိန်မှာအခုလိုတိုက်ခိုက်မှုတွေစတိုင်ပြုလုပ်နေရတာဆရာမြင်တဲ့ပေါ်လာမှတ်ချက်တွေကိုလည်းပြောပြပေးပါအောင်ဆရာ။ကောင်းပါပြီ။ကျွန်တော်တို့တနိုင်ငံလုံးမှာဘူဆေးတော့ကရောက်နေတယ်။အထူးလေးပေါ်အခြေအနေကြီးညာထားတဲ့ဒေတာ 6ခုရှိတယ်လို့ပြောပါတယ်6ခုအတိတ်ဒုက္ခရောက်နေတဲ့ဒေကြီးပျက်စီးနေကြတဲ့နေစဉ်နဲ့အမျှအလောင်းတွေတထုတ်နေရတယ်ပြင်ယူနေရတယ်တချို့အလောင်းတွေစာဝေးဖော်ထုတ်လို့မရတဲ့အခြေပါသပြောက်ဆုံးနေဆုံးကပ်ပြီးတော့မှအလိုလိုပဒံအမျှအေးဝေးနေရတာရှိပါတယ်ဒီလိုအခြေအနေချိန်ခါမျိုးမှာ အရေးပေါ်ခြေနေကျင်ရထားတဲ့ဒေတာ6ခုအပြင်ဂျန်တဲ့ဒေတာတွေကငါတို့နဲ့မဆိုင်လို့ယူဆလို့မရဘူး။ဘလားလို့ပဲအရင်တော့ကနိုင်ငံရေးအခြေအနေရရကြောင်းနာဆာကနဲ့ဂျန်တဲ့ဖွဲ့စည်းပြီးပဋိပက္ခဖြစ်ကြတဲ့လက်နက်ကတိုက်ခိုက်ကြရဲဆိုတဲ့အရာကမြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့စိတ်ဓာတ်လူသားဆန်တဲ့စိတ်ဓာတ်မြင့်မြတ်တဲ့စိတ်ဓာတ်ရှိတယ်ဆိုရင်ဒီလိုအခြေအနေမျိုးမှာ စီရရမြတ်ထုတ်တိုက်ခိုက်တာတွေနိုင်ငံရေးရမြတ်ထုတ်တာတွေဟာလုံးသိမ့်လောက်အပ်တဲ့လုပ်ငန်းရပ်များမဟုတ်ကြောင်းဒီလည်းပြောလို့ပါတယ်လူသားတယောက်ဟာစေရာချမ်းသာတာပညာတတ်တာမတတ်တာအရေးကြီးပါအောင်လူသားတယောက်ကလူသားဆန်တဲ့အတွေ့အလုံးကကျင်နာစိတ်ရှိဖို့လိုပါတယ်အဲဒီအတွက်မလိုလားအပ်တဲ့တိုက်ခိုက်မှုတွေလုပ်ခြင်းခုလိုခြင်းတွေမျိုးပါ လူကြီးတွေကကျွန်တော်တို့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းရတဲ့ဒီဒါလည်းဒီဆောင်ရေးလုပ်ငန်းရတဲ့အခုလက်ရှိအခြေအနေမှာဟိုနေစရာဆောက်ဦးတွေမရှိတဲ့အတွက်နိုင်ငံမှာနေနေရတဲ့ပြည်သူတွေကိုမိုးကအောင်ကိုရွှေ့ပေးနေရပါတယ်။နောက်တစ်ပတ်ပြန်မှာမိုးရွာမယ်ဆိုတော့ဟိုလိုကတတိယနေ့လည်းသိနေရတာဖြစ်တဲ့အတွက်လမ်းမေးမှာနေနေရတဲ့ငလျင်တန်းခံဒုက္ခတွေကိုမိုးကအောင်ရွှေ့နေရတယ်။သူတို့အတွက်ကိုစားဖို့ နေဖို့တောက်ရည်တန်းရရှိဖို့ကိုလည်းသက်ဆင်မှုကိစ္စရတဲ့အားလုံးတဲ့စီစဉ်ဆောင်ရွက်နေရတဲ့အချိန်မှာဒူးနဲ့ဒူးတက်ဖြတ်တာတွေအထူးသဖြင့်အကူအညီပေးသွားတဲ့ရန်တန်းတွေကိုစောင့်ကြိုတိုက်ခိုက်တာတွေအများထုတ်တာတွေဟာလူသားမဆန်တဲ့လုပ်ရည်ဖြစ်တဲ့အတွက်မလုံဆောင်ရဖို့အထူးမြတ်တဲ့လက်ခံလိုပါတယ်။အခုလိုအခြေအနေမျိုးမှာပြည်ပနိုင်ငံတွေကတော့ အခုညီတွေအများကြီးပေးပြီးတော့မှနိုင်ငံကိုစီမံဆောင်ရွက်ပေးပြီးတော့မှကျန်လဲတလန်ချောင်းလုံးဆောင်နေတဲ့အချိန်မှာပြည်တွင်းမှာရှိတဲ့လူချင်းချင်းတိုက်ခိုက်တပ်ဖြတ်နေလဲဆိုတာလုံးဝမဖြစ်တဲ့တန်းလုပ်ငန်းရဖြစ်ကြောင်းလူသားလူတွေးပြီးတော့လူသားလူကျင့်ကြံဆောင်ရွက်ဖို့လိုအပ်ကြောင်းပြောကြားလိုပါတယ်။အဲဒီတော့တနက်ကန်ပြည်ပခါတွေဘေးမှာထားပြီးတော့ကျွန်တော်တို့စီစီလုံးလုံးညီညီညွတ်ညွတ်နဲ့ ဒီတဘာဝဘေးဒုက္ခအနေကိုရင်ဆိုင်ကြပါဦးလို့ပါတယ်။အခုလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေများအရအချိန်လိုကာလအတွင်းမှာပြန်လည်တည်ဆောက်ရေးပြီးမှာဟုတ်တဲ့အတွက်အချိန်တန်ယူတော့အနည်းဆုံးနောက်ထပ်7နှစ်လောက်အချိန်ယူပြီးတော့မှပြန်လည်တည်ဆောက်ရမယ့်လုပ်ငန်းချက်တွေဖြစ်တဲ့အတွက်ပုံကန်ဌာနရာဒီသဘောထားကွဲလွဲရာဒီတိုက်ခိုက်တာဒီဝူဝါဒကွဲကားတာဒီပြိပခဖြစ်တာဒီဘုံချုပ်တင်နေလို့ ပြောကြားလိုပါတယ်။အဲတော့ကျွန်တော်လက်တွေ့နေရအင်ဒိုနီးရှားနိုင်ငံမှာဆူနာမီဘေးဒုက္ခအန္တရာယ်ဖြစ်ပါတယ်။ဆူနာမီဘေးဒုက္ခအန္တရာယ်ကတော့အကြမ်းင်းလေးပါလိုရင်းလေးပြောရမယ်ဆိုတော့ငပင်လုံးတဲ့ပင်လယ်ပြင်ရေအောက်ကျန်းမာရေးတွေထပ်သွားတယ်ထပ်သွားတဲ့အတွက်ပင်လယ်ရေမျက်နှာပြင်မြင့်လာတယ်။အဲဒီအချိန်မှာ fly တွေ ငလျင်လောက်ခတ်မှုကြောင့်လိုင်းတွေကကမ်းခြေတွေကိုရိုက်ကပ်ပြီးတော့အင်ဒိုနီးရှားနိုင်ငံအာချင်းပြည်နယ်တို့လောကဆူနာမီတန်သိနေပါတယ်။အဲဒါတော့ကျွန်တော်တို့မြန်မာထင်းနေတဲ့ပုံတွေနဲ့တော့အင်ဒိုနီးရှားတပ်မတော်ကရောကယ်ဆယ်ရေးလုပ်ငန်းရပ်တွေလုပ်ရတာရှိမှာ။အဲ့တော့အဲ့ဒီလိုဆူနာမီမဖြစ်ခင်မှာအင်ဒိုနီးရှားနိုင်ငံအာချေးမှာအာချေးတောဆိုတာရှိပါတယ်။အဲ့ဒီလိုဖြစ်တဲ့အချိန်မှာအာချေးပြည်နယ်မှာရှိတဲ့ အားချေးသူပုံမှာငင်းငယ်ရေးစကားပြောပြီးတော့နိုင်ငံရေးပါတီတည်ထောင်လိုက်ပါတယ်။တည်ထောင်ပြီးတော့မှရေအောက်ကနေမြေပေါ်ရောက်လာပြီးတော့မှတိတ်ခါရှိရှိတည်တည်တန်းတန်းနဲ့နိုင်ငံရေးပါတီဖြစ်ရက်တည်ပါတယ်။ဘာပြောချင်တာလဲဆိုတော့ဒီသဘာဝဘေးဒုက္ခအငြင်းကြီးကအားချေးပြည်နယ်ကိုငင်းငယ်ရေးတောင်တီတွေပေးပြီးတော့မှခုံမျိုးတုတ်တက်လာဖြစ်ပါတယ်။နိုင်ငံကိုင်စုဘူးတောင်းမြှုပ်တွေချုပ်ငင်းလာပါတယ်။ဒေတာတကားလေးတို့တော့မြန်မာနိုင်ငံမှာရှိတဲ့ ြည်သူအားလုံး၊မြားပြည်သူအားလုံးကိုကိုတွေ့လက်တွေ့ပြည့်ရည်ဖြစ်တဲ့အတွက်စံနာယူသိမ့်မယ်လို့တက်ဆက်လို့။ဟုတ်ကဲ့ပါဆရာအခုပြောပြရတဲ့ဟာကဘုရားတိုင်းအပြန်ရပါလေဆရာ။ဆရာအနေနဲ့ဆက်လက်ပြီးတော့ဖြည့်ဆွတ်တင်ကြားရှင်လို့ရှိနေစေပြောပြရပါဆရာ။ဟုတ်ပါပြီကျွန်တော်ကလည်းကိုယ်တိုင်လည်းရင်ဆိုင်ကြုံတွေ့လာတာဖြစ်တဲ့အတွက်လိုအပ်တာလေးနိုင်ငံတော်အတွက်ပြည်သူများအတွက်တမင်ချင်းယူပြီးတော့မှလာရောက် ်င်ဆက်ပေးရခြင်းဖြစ်ပါတယ်ဖြစ်ပျက်ကြီးရတော့ကြုံတွေ့ရပြီးကျွန်တော်တို့တူတူလုံငါတမဲနဲ့စိတ်ဝမ်းကွဲပြီးတော့သူဖြိုလင်းတာမဲမဲဆိုရဲခံယူချက်တွေစိတ်ဓာတ်တွေအယူအဆတွေပဲခွာဖို့လိုအပ်ပါပြီကျွန်တော်တို့နိုင်ငံဟာမေဒုက္ခအနေနဲ့မျိုးစုံရေဆိုင်ကြုံတွေ့နေရတဲ့လောက်ဆရာတွေအများကြီးရှိပါတယ်။ဒါလည်းဒီဆောက်ရေးလုပ်ငန်းချက်တွေအများကြီးရှိပါတယ် ရှိတာဖြစ်တဲ့အတွက်ပြည်တွင်းမှာရှိတဲ့လူသားအားလုံးကစည်းစည်းလုံးလုံးငြိမ်ငြိမ်ညွန့်ညွန့်နဲ့အခက်အခဲများကိုရင်ဆိုင်ကြော်ဆွားစေချင်ပါတယ်။အပြည်ဆိုင်ရာပေးအပ်တဲ့အခုညီများကိုလည်းပေးအပ်သူများစည်းနာရှိအောင်တရားတရားပွားများအောင်ထိရောက်အောင်တကယ်ခံစားနေရတဲ့ပြည်သူတွေအတွက်အင်အားတစ်ခုဖြစ်အောင်စီမံဆောင်ရွက်ပေးစေချင်ပါတယ်။အခြားသော အကျိုးဖြစ်တဲ့အတွေးအခေါ်ယူဆရေးပဲပွားပြီးတော့စီလုံးညီညွတ်စွာနဲ့နိုင်ငံတော်ရေးကိုပြန်လဲဒီဆောက်ကြပါစို့လို့ဆန္ဒပြုရင်ဒီကောင်းချုပ်ပါတယ်။ကျေးဇူးတင်ပါတယ်ဆရာ။ဟုတ်ပါပြီ။